လိုစီကောင်စီကဒီလာရှိုးမြို့မှာပြန်မလဲအုပ်ချုပ်တလိုမျိုးမြို့ငါမြို့ကိုပြန်လဲကမ်းလှမ်းနိုင်ကျမတို့ကလက်ခံပါလားဆိုတဲ့ဟာကတော့ဖြေကြားချင်တာကတော့အလက်ရှိအချင်းဒီဒီတောက်ဆုံချက်ကကျမတို့ဘက်ကသဘောတူတာမျိုးမရှိသေးပါဘူးသဘောတူညီမှုမရရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကပြီးဆုံးသွားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့မှကျမတို့ကတော့ဒီအခြားဒီတွေ့ဆုံဆွေးနွေးဖို့ဆောင်ရွက်နေဖို့စဉ်းစားတာမျိုးချင်းစုထားတာမျိုးတွေရှိပါတယ်ဟုတ်ကဲ့ နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်သတင်းဆောင်ပါလေးကတော့ BBC website မှာတရားအနေဖွင့်ရလာတဲ့တရုတ်ဖျားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရှင်။တရုတ်နိုင်ငံကုမင်းမြို့မှာဧပြီလနောက်ဆုံးအပတ်ကစစ်ကောင်စီနဲ့တန်အမျိုးသားလူမျိုးရေးတပ်မတော်တရားအနေကြားဆွေးနွေးပွဲမအောင်မြင်ခဲ့ပြီးတဲ့နောက်တရုတ်ဖျားရင်ဆိုင်နေရတဲ့အကြောင်းတရားအနေကတရားဝင်ဖွင့်ပြောလာပါတယ်။ 2024ဇွန်လကစလို့တရုတ်ကဖြတ်ငါးဖြတ်လုပ်ခဲ့ပါတယ်။တရုတ်ကစစ်ကောင်စီကပါပိတ်ဆို့ခဲ့တာပါလို့ TNN တွဲဖက်အတွင်ရေးမှူးနှင့်ဗိုလ်မှူးကြီးတားပန်လာကပြောပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးအခြေအနေကြောင့် TNN ကမေလ၄ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးတရုတ်ဖိအားအောက်မှာလှုပ်ဆောင်တဲ့အရှက်နှစ်ချက်ကိုလည်းထုတ်ပြောသွားပါတယ်။ TNN အခုလိုထုတ်ပြောလာတာကဘာသဘောဆောက်ပါသလဲ။ မဟာမိတ်အရှင်ချင်းကြာညီညွတ်မှုတည်ဆောက်ရေးဟာတရုတ်ပြည်အားကိုကြော်လွှားနိုင်မလားဆိုတဲ့နောက်ဆက်တွဲမေးခွန်းတွေရှိလာပါတယ်။မအောင်မြင်တဲ့ကုမင်းဆွေနွေပွဲတစယ်နှစ်ကွန်စစ်စေးရေးပထမလိုင်းစတင်ပြီး၃လအကြာမှာပဲတရုတ်ကမကထပြုလုပ်တဲ့စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်၃ပွဲဖြစ်တဲ့ကိုကန်တက် MNDAA တအန်တက် DNA နဲ့အရခတ်တတော် AA ကြားအပြည့်ရဲ့ဆွေးနွေးပွဲတွေစာခဲ့ပါတယ်။ နှစ်နှစ်ကျော်ကြာမြင့်လာချိန်မှာတော့ကိုကန်တက် MNDAA နဲ့အပြစ်ရဆွေးနွေးနိုင်ခဲ့ပေမဲ့တအန်တက် DNA နေကတော့ညှိနှိုင်းမှုမရသေးပါဘူး။တရုတ်နိုင်ငံကုမင်းမြို့မှာဧပြီလ28ရက်နေ့29ရက်တုန်းကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာအဆက်၃ချက်ကိုဆွေးနွေးခဲ့တယ်လို့မေလာ၄ရက်သတင်းစာရှင်းလင်းပွဲမှာတရအနေကထုတ်ပြောပါရယ်။နှစ်ဖက်တပ်တွေရောက်ရှိတဲ့နေရာမှာရပ်တန့်ပြီးအပြစ်အခက်ရက်စဲဖို့နှစ်ဖက်ထိုးစစ်မဆင်ဖို့အပြင် စစ်ကောင်စီအနေနဲ့လေကြောင်းပုံကျဲလက်နက်ကြီးပစ်ခတ်နဲ့ drone အသုံးပြုတိုက်ခိုက်တာတွေရပ်ဖို့နှစ်ဖက်ထိရှောက်နယ်မြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စာဝင်းနေရေးနဲ့စေဝါတည်ယူပို့ဆောင်ရေးအတွက်ဖြတ်တန်းသွားလာခွင့်ပြုဖို့ဆိုတဲ့အချက်၃ချက်ကို TNA ကတောင်းဆိုပါတယ်။ စစ်ကောင်စီကတော့ TNA အနေနဲ့တိမ့်ပိုက်ထားတဲ့နောင်ရှိုးကြောင်မဲတီဘောမိုးကုတ်နဲ့မိုးမိန်မျိုးတို့မှာရှိတဲ့တပ်တွေကိုတအန်တက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမျိုးဘက်တွေကိုပြန်ဆုပ်ဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။အခုလိုတိမ့်ပိုက်ထားတဲ့၅မျိုးကနေပြန်ဆုပ်ဖို့တောင်းဆိုတဲ့အချက်ကို TNA ကပယ်ရှားခဲ့တာကြောင့်အပြစ်ရဲ့ဆွေးနွေးပွဲအဖြစ်မရခဲ့ပဲနောက်တစ်ကြိမ်ဆွေးနွေးပွဲကိုဩဂုတ်လအထိရွှေ့ထားရပါတယ်။ မြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင်လေစစ်ကောင်စီကတအန်းတက်ကိုပြန်ဆုတ်ခိုင်းတဲ့ငါးမျိုးဟာကိုကန်တက်စီကစစ်တပ်ပြန်ရရှိခဲ့တဲ့လာရှိုးမျိုးနဲ့တမျိုးလိုတည်ကြတဲ့ပြည်ဦးလေမျိုးကြားမှာတည်ရှိနေပါတယ်။အထူးသဖြင့်နောင်ရှိုးကြောင်မဲတီဘောမျိုးတွေဟာစစ်ကောင်စီထိန်းချုပ်မျိုးနှစ်ခုကိုဆက်သွယ်ထားတဲ့လာရှိုးမန္တလေးအမြန်လမ်းပေါ်မှာတည်ရှိနေပြီးတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အခေရကြာနေပါတယ်။ ဒါအပြင်ဒီမျိုးတွေရဲ့အရှိချမ်းမှာမြင်းပြိုင်သဘောနဲ့စစ်ကောက်စီတက်ကအခိုင်အမာယူထားတဲ့နံပေါင်းတန်ရန်မိုင်းရန်နက်လန်စားတဲ့ဒေသတွေရှိနေပါတယ်။ဒါကြောင့် TNN ဒါပြန်ဆုတ်ခွာခဲ့ရရင်လာရှိုပြည်ဦးလေးနဲ့ရှမ်းအရှိချမ်းကစစ်အင်အားတွေကိုစစ်ကောင်စီကပြန်လည်စုစည်းပြီးစစ်ရေးရှင်းရှောက်မှုတွေပို့တိုးလုံလာနိုင်မဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုစည်ရေးစိန်ခေါ်ချက်တွေရှိနေပေမဲ့လည်းတရုတ်ရဲ့ပါဝင်မှုကဆွေးနွေးပွဲမှာအရေးကြီးတာကြောင့်ဆွေးနွေးပွဲကနေရလက်ကောင်ထွက်အောင်အပြေရှာရမယ်လို့ TNN ကပြောပါတယ်။ဒါပေမဲ့ရှိကက်မှုတော့ကွဲပြားနေပါတယ်။စီအနာသိမ့်ပြီးတဲ့နောက်ပြည်သူလူထုအပေါ်အကြမ်းဖက်လုပ်ရက်တွေကြောင့်စစ်ကောင်စီကိုဖြုတ်ချရမယ်ဆိုတဲ့ရှုထောင့်နဲ့ရှိခဲ့ပေမဲ့အိန္ဒိချင်းနိုင်ငံတရုတ်မှာတော့နေဆက်လုံခြုံရေးအတွက်မြန်မာမှာတည်ငြိမ်မှုရှိရမယ်ဆိုတဲ့ရှုထောင့်နဲ့ရှိခဲ့နေတယ်လို့ TNN နေကသတင်းစာရှင်းလင်းပွဲမှာထောက်ပြခဲ့တာပါရှီကပ်ပုံကွာတော့အဖြေရှားပုံလဲကွာသွားတာဖြစ်ပါတယ်လို့ TNN တွက်ဖက်အထွေထွေအတွင်ရေမှုနှင့်ဗိုလ်မှူးကြီးတားပန်လာကပြောပါတယ်အပြည့်ရဖို့အတွက်တရုတ်ရဲ့ဖိအားပေးမှုကိုတောက်လျှောက်ကြုံတွေ့နေရပြီး2024ဇွန်လကစလို့တရုတ်ဘက်ကနှစ်နိုင်ငံနယ်စပ်ကိတ်တွေကိုပိတ်ပြီးဖြန့်ငါးဖြန့်နဲ့ဆောင်ရွက်လာတယ်လို့ TNN ကဖွင့်ဟပါတယ်လျှက်စစ်ဖြတ်ရေဖြတ်အင်တာနက်ဖြတ် ထောက်ပို့ဖြတ်နဲ့လူအင်အားဖြတ်ဆိုတဲ့ဖြတ်ငါးဖြတ်ကိုတရုတ်ကကျင့်သုံးတာဖြစ်ပြီးကိုကန့်တက် MNDA ကိုလည်းအလားတူကျင့်သုံးကဖိအားပေးခဲ့တာဖြစ်ပါတယ်ကိုကန့်တက် MNDA ကတော့ဖိအားတွေအကြောင်းရင်ငုံနှုတ်ပိတ်နေခဲ့ပြီးစစ်ကောင်စီဟာတနက်တရှမ်းမဖောက်ပဲလာရှိုးမျိုးကိုတရုတ်ဥဆောင်နဲ့ဆွေးနွေးပွဲတွေကတဆင့်ပြန်ရခဲ့ပါတယ်။ TNN ကတော့ဒါကိုနမူနာတစ်ခုတပ်ဖွဲ့တည်င်းစာရှင်းလင်းပွဲမှာထပ်တလဲလဲပြောကြားခဲ့ပြီးလာရှိုးလို့မကြုံရအောင်လုပ်ရမယ်လို့ဆိုလာပါတယ်။မျိုးတွေပြန်မပေးရဖို့ TNN ဘာလုပ်နေလဲ။တဆယ်နှစ်ခွန်စစ်စင်ရေးပထမလှိုင်းနဲ့ဒုတိယလှိုင်းအတွင်တိမ့်ပိုက်ထားတဲ့ဆနမျိုးကပြည်သူတွေအတွက်စစ်ပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဒီမျိုးတွေမှာအုတ်ချုပ်ရေးရန်တရားလက်ပတ်နိုင်ဖို့ကတအန်းတက် TNN အတွက်အဓိကစိန်ခေါ်မှုဖြစ်လာပါတယ်။ တ ANA ကိုတိုင်းကလည်းတိုင်းပိုက်ဒေသတွေကပြည်သူတွေအတွက်စစ်ပွားရေးဆောင်ရွက်ပေးဖို့လိုတယ်လို့ထုတ်ပြောပြီးတရုတ်ရဲ့နယ်စပ်ပိတ်ဆို့မှုကပြည်သူတွေရဲ့စားဝတ်နေရေးအပေါ်တယောက်မှုရှိလာတယ်လို့ပြောလာတာပါ TNA အနေနဲ့တရုတ်ဖီယာကိုတယောက်ထဲရင်ဆိုင်လာရတယ်လို့ဖြစ်လာတဲ့အချိန်မှာမြေပြတ်နဲ့အခြားဒေသကတော်လရဲမဟာမိတ်တွေရဲ့အင်အားကိုယူပြီးတရုတ်နိုင်ငံကိုတံပြန်လောက်တာပါလို့တရုတ်မြန်မာအရေးလေးလာနေသူတအူးကပြောပါတယ် ။ TNNE ကတော့ကုမင်းဆွေးနွေးပွဲအပြီးမှာတရုတ်ပြည်အားအကြောင်းပြောတာမဟုတ်ဘဲအရင်ကတည်းကစီရေးနိုင်ငံရေးရှင်းလင်းပြောကြားဖို့စီစဉ်ထားတာလို့သတင်းစာချင်းလင်းပွဲမှာထည့်ပြောခဲ့ပါတယ်။ဒါပေမဲ့လာရှိုးလိုအဖြစ်မျိုးမကြုံရအောင်တရအနေကဥဆောင်ဆောင်ရွက်နေတဲ့အတိုင်းလိုက်လုပ်ဖို့လိုအပ်တယ်လို့တွဲဖက်အထွေထွေအတွင်ရေးမှုနဲ့ဘုံမူကြီးတားပန်လာကပြောပါရယ် မြို့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေပြီးပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လည်းတိုက်တွန်းပါတယ်။ဒီအဖွဲ့ဟာမြို့ကာကွယ်ရေးအပြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါဆောင်ရွက်မယ်လို့ဗိုလ်မှူးကြီးတားပန်လာကသတင်းစာရှင်းလင်းပွဲမှာအစီအစဉ်ကိုထုတ်ပြောခဲ့တာပါ။ မိုးကုံမျိုးမှာဆိုရင်မျိုးဆောင်တက်အတွက်ဆိုကအသက်18နှစ်ကနေ45နှစ်အမျိုးသားတွေကိုပြီးခဲ့တဲ့မတ်လကလေးက TNNA စုဆောင်းနေတယ်လို့ဒေတာခန်တရှိုးစီကနေ BBC ကစုံစမ်းသိရှိခဲ့ရပါတယ်။အခုလိုမျိုးကကွယ်ရေးတပ်ဖွဲ့တွေကိုဘယ်မျိုးတွေမှာဖွဲ့စည်းထားသလဲ။ပြည်သူတွေရဲ့သဘောထားဘလို့ရှိတယ်လဲဆိုတဲ့မေးခွန်းကို BBC ကသတင်းစာရှင်းလင်းပွဲမှာ TNNA တာဝန်ရှိသူတွေကိုထပ်မံမေးမြန်းဖို့စ조사ပေမဲ့မေးမြန်းခွင့်မရခဲ့ပါဘူး။ လာရှိုးမျိုးလိုမဖြစ်ရေးအတွက်နောက်ထပ် TNA ပြောလာတာကတော့မဟာမင်းညီညွတ်ရေးတိစောက်ဖို့နဲ့တရုတ်ကိုမြန်မာအနေအထားသိအောင်ရှင်းပြဖို့ဆိုတဲ့နှစ်ချက်ပါဒီနှစ်ချက်ဟာနိုင်ငံတိစောက်ရေးအတွက်လည်းအထောက်အကူဖြစ်စေတယ်လို့တွဲပတ်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတားပန်လာကပြောသွားခဲ့တာပါ မြန်မာနိုင်ငံရဲ့အခင်အကျင်းကိုတည်အောင်အဖွဲ့အစည်းအမျိုးမျိုးကမတူညီတဲ့နီးနာတွေနဲ့ရှင်းပြသင့်တယ်လို့သာပြောခဲ့ပြီးဘလို့ရှင်းပြသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ကတော့အသေးစိတ်ပြောမသွားခဲ့ပါဘူး။တရုတ်မြန်မာအရေးတုံသက်လေးလာသူတရှိုးကတော့ဒီနယ်ရှက်ဟာထင်သလောက်မလွယ်ကူနိုင်ဘူးလို့ရှုမြင်ကြပါဗျ။ TNN နဲ့မဟာမိတ်တွေကြားကနေမြေပြက်တနာ လက်ရှိတအန်းတက် DNA အနေရင်ဆိုင်နေရတဲ့တိုင်းသာလက်နက်ကင်အဖွဲ့အရှင်းရှင်းကြားနေမြေအငင်းပွားမှုပြဿနာတွေကို ဖြေရှင်းနိုင်မှသာသူတို့ပြောတဲ့မဟာမိတ်ညီညွတ်ရေးတည်ဆောက်နိုင်လိမ့်မယ်လို့အကြက်ခတ်သူတချို့ရှိကြပါတယ်ဒီကိစ္စတွေမဖြေရှင်းနိုင်ဘူးဆိုရင်မဟာမိတ်တွေကြားမှာအပေါ်ရန်အနေနဲ့သာသဘောတူညီမှုရနိုင်မယ်။တရုတ်နိုင်ငံရဲ့ဖိအားကိုရေတိုရင်ဆိုင်ဖို့သာဖြစ်လိမ့်မယ်လို့နိုင်ငံရေးစောက်ကြည့်သူတအူးကပြောပါရယ်။ အထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းကနန်ဖက်ကမန်တုံနန်ခမ်မုံကိုစားတဲ့လေးဒီယာထက်မင်းမှာကရှင်လွတ်လပ်ရေးတမတော် KIA နဲ့ TNN ကြားနေမြေအငင်းပွားမှုတွေက2025နှစ်စံပိုင်းကစလို့ပုံမိုတင်းမာလာခဲ့ပါတယ်။နှစ်ဖက်အဖွဲ့အစည်းဗဟိုအဆင့်တွဲဆောင်ဆွေးနွေးဖို့ရှိနေပြီးတစ်နှစ်တစ်ကြိမ်တွဲဆောင်နိုင်ဖို့ရည်ရွယ်တယ်လို့ TNN ကတော့သတင်းစာရှင်းလင်းပွဲကမိကွန်းတွေကိုတုံ့ပြန်ဖြေခဲ့ပါတယ်။ အခုလိုနေမြေပြတနာတွေကိုဖြေရှင်းနိုင်မှသာညီညွတ်မှုကိုတိစောက်ပြီးတရုတ်ဖီအားကို တွန်းလှန်ဖို့ရေရှည်စီမံနိုင်လိမ့်မယ်လို့နိုင်ငံရေးအကဲခတ်တရှုကဆိုလာတာပါဒါဟာ TNN နေပြောတဲ့တရုတ်ဖီအားအောက်လှုပ်ဆောင်တဲ့အရှက်နှရက်ကို အကောင့်ထဲဖော်ဖို့အတွက်စိန်ခေါ်မှုတွေလည်းဖြစ်ပါတယ်တရုတ်လိုလာတဲ့နေဆက်ကုံတဲ့ရေးဖွင့်လေရဲ့အတော့မဆောင်ရွက်နိုင်တဲ့၍တရုတ်ဖိအားတွေရှိနေနိုင်တယ်လို့တုံးတက်တဲ့အခက်အခဲတရှို့လည်းရှိနေပြန်ပါတယ်။ တရုတ်ကနေဆွက်ကုန်သွယ်ရေးပြန်ဖွင့်ချင်တာမှာလာရှိုအထက် ရှင်းရွှေဟောမူဆယ်အထီးကလမ်းကြောင်းပေါက်သွားတဲ့အနေအထားပေါ့လာရှိုအောက်ပိုင်းနောင်ရှိုကြောင်မဲတီဘောစတဲ့၃မျိုးကတီအန်အန်ဒီလက်ထဲမှာရှိနေတယ်။နေဆက်ကုံသွယ်ရေးလမ်းကြောင်းပြန်ဖွင့်ရေးဟာမဖြစ်မနေလိုအပ်နေပြီဆိုရင်တော့ဖိအားတွေဆက်ရှိလာနိုင်ပါတယ်လို့နိုင်ငံရေးလှိလာသူဦးကျော်လင်းဦးက BBC ကိုပြောပါတယ်။ တရုတ်ရဲ့နက်ဆက်ကုံတဲ့ရေးလမ်းကြောင်းအရေးပါပုံပေါ်မူတည်ပြီး TNN အပေါ်ဖိအားတွေရှိလာနိုင်တယ်လို့သူကသုံးသပ်ခဲ့တာပါဒါကြောင့် TNN ကတော့မျိုးတွေကိုပြန်ဆုပ်ဖို့သဘောမတူသလိုတရုတ်ဖိအားကြမှာယက်တီချက်အတိုင်းဆက်ဆောင်ရွက်နေတယ်လို့အမခန့်ပြောပါတယ်။အာနာရှင်ကိုအမြင့်ပြတ်ရှင်မုံမှုအတွက်ပြည်သူနဲ့အတူဆောင်ရွက်မယ်လို့ TNN ပြောရေးဆိုခွင့်ရှိသူလွေးဦးကလည်းသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဖီးယားတွေကိုကြော်လွှားမဲ့အပြင်သဘောတူညီချက်တွေမရတဲ့၍တိုက်ပွဲတွေဆက်ရှိနေမယ်လို့ TNN ကသဘောထားပြောခဲ့တာပါမတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်းကြောင့်လူသားချင်းစာနာထောက်ထားမှုအနေနဲ့တဖက်သက်အဖြစ်ရစဲရေးကို မေလ30ရက်အထိတက်တန်းတိုးထားတာကြောင့် TNN အနေနဲ့ထိုးစစ်ဆင်ဖို့မရှိဘူးလို့သိရပါဗျ။အပိသက်မလုံနိုင်တဲ့၍အပြစ်ရဆွေးနွေးလိုက်ပြန်ပစ်လိုက်တဲ့စည်ရေးတန်တရာကမလွတ်နိုင်ဘူး။ အဲ့ဒီလိုမဖြစ်အောင်အပိသက်တိုက်ပွဲဆင်နွှဲမှဒီတန်တရာကလွတ်မယ်လို့တရုတ်ဖိအားကြားကတရအနေဆောင်ရွက်မဲ့အခြေအနေနဲ့ပတ်သက်လို့တွဲဖက်အထွေထွေအတွင်ရေမှုနဲ့ဗိုလ်မှူးကြီးတားပန်လာကပြောပါတယ်။